အားလုံးပဲမင်္ဂလာပါရှင်။ဘာဘီယွန်ရေးသားထားသောဈေးွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝင်ရုပ်အကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ လမ်းပေါ်ကအစာငတ်နေတဲ့ခက်ပင်ပင်ခွေးလေခွေးလွင်တကောင်ပဲမာနာကလည်းကြီးသေးတယ်ရံကလည်းလိုလိုက်သေးအခုတော့အဲ့ဒီခွေးကိုအစာကျွေးမိတဲ့ကောင်မလေးတယောက်ထိရှာနာကျင်နေရပြီတဲ့လေခွေးပင်တကောင်ဤရံလိုနေသောနေ့ရက်များအဲ့ဒီနေ့ကသူ့အလုပ်ကိစ္စပြီးတော့ကျွန်တော်တို့နှစ်ယောက်သားမျိုးတဲ့ဘက်သွားလေကြတယ်တက္ကသိုလ်မျိုးလေးပြသစွာရှုပ်ရှုပ်ထွေးထွေးစီစီကားကားမရှိလာပါဘူးမျိုးလေကောင်မှရှမ်းပြည်က၅ရက်တစ်စေးလို့ ရာတော့အတွက်သေးနံတွေရောင်းချတဲ့ဈေးလေးရှိတယ်။အဲ့ဒီဈေးလေးတဲ့ဟိုဘက်ဒီဘက်ပေါ့။အဒီအနံလေးနိုးထွက်ပစ္စည်းလေးနည်းနည်းပါးပါးတူဝဲတယ်။စတိုးဆိုင်နဲ့ဝင်ပြီးဘီယာပလင်းအစင်းလေးတစ်ခက်လောက်ဝဲတယ်။ Freshmont တစ်စိတ်စီးကလပ်ဘူးအပြာရောင်လေးဝဲပြီးရော့အခုအတော့ဆိုပြီးကမ်းပေးတယ်။ငွေကြီးချင်းနေအရာကျွန်တော်ကစေစာဒုတ်လေးဝဲဖျောင်းဆက်ကူနဲ့လေးပြီးပုချွန်းတောက်နေရတဲ့ဘဝဖြစ်နေပြီဆိုတော့ငကြီးကြပြီးဝမ်းသာအားရယူမိတာပါပဲ။ဈေးဝယ်ခြင်းအမှုပြီးတော့မှ ကာဖီဆိုင်လေးတစ်ခုမှာနှစ်ယောက်သားကာဖီရေမြုံလိုက်စစ်ကလက်အတူတူဖွာလိုက်နဲ့ရောက်တဲ့ရာရာပြောကြတာပါပဲအဲ့ဒီကပုံမှန်အားဖြင့်ပါရှားလို့နဲ့နေအောင်ကြီးဟာမြို့ကလေးပေါ်ဖျားကြနေတာရဲ့နေစာလေးလှုံရင်ကာဖီရေစိတ်စိမ်လေးကိုတောက်ရင်စန်တိုမာလေးနောက်အခါမှာကျွန်တော်ညမာလေးဒေါ်နန်းမေမေကြီးပေါ့လေသူနဲ့ကျွန်တော်ဟာစာပေတွေရုပ်ရှင်တွေဂီတတွေအိုးစုံစိနေအောင်လက်ကုံဖွင့်ပြီးပြောကြတော့တာပေါ့ခမရတို့တည်တဲ့အတိုင်း ဝါသနာပါတဲ့အရာတွေကသွားတူလိုက်တဲ့အခါမျိုးမယ်လူက break out လို့ကိုမရတော့တာမျိုးမဟုတ်လားတခါတလေကြတော့အမြင်မတူတဲ့စာပေအယူဆတွေမယ်အငင်းခုံလေးတွေထထဖြစ်တယ်ပေါ့ဒါပေမဲ့နှစ်ယောက်သားပြုံးတုံလေတွေဖြစ်နေကြတာကြီးနေနေကြတယ်ပေါ့တကယ်တမ်းကအနောက်တိုင်းစာပေတွေအကြောင်းပြောတဲ့အခါကျွန်တော်အစင်ဟာသူနဲ့မိုးနဲ့မြေလောက်ကွာခြားလွန်ပါတယ်ဖက်ပြိုင်ငင်းရလောက်အောင်မစွမ်းတာပါဘူးဒါပေမဲ့အပြန်အလှန်အားဖြင့် ဗမာစာပေအကြောင်းပြောကြတဲ့အခါလဲထင်သလောက်သူမပြောနိုင်ပြန်ဘူးကျွန်တော်ပြောသည်မှဗဇက်အဟောင်းသားနဲ့ငေးနေရတာပါပဲအဲ့ဒီမှာအလေးအငိုက်သုံးပြီးကျွန်တော်ဖြတ်ခနဲမေးလိုက်တယ်မင်းဒီတိုင်းပြည်ကိုဘယ်တော့ကရောက်နေတာလဲလို့ရှစ်နှစ်သမီးလောက်ခရေကတဲ့ဒါကြောင့်ငိုးလို့ပြောရင်ကျွန်တော်ပြုံးနေလိုက်တယ်ဗမာစကားကိုလိမ့်ပက်လဲအောင်ပြောတတ်နေသေးတာဗမာစာအုပ်ဖတ်နိုင်တာကိုပဲကျွန်တော်အတော်အံ့ဩနေတာရဲ့သူ့ဘဝသူ့ဆက်ချောင်းတွေကျွန်တော်ထပ်ပြီးမဆက်စုပါဘူး သူဟာကျွန်တော်ထင်တယ်လို့ဒီတိုင်းပြည်မှာခဏတာကြောင်းလာတတ်တဲ့ဗမာကျောင်းသူမဟုတ်ဘူးဆိုတာမူလတွေးစာကလေးကသူအင်္ဂလိပ်စကားပြောတဲ့လေတံကိုကြားခဲ့လျက်နဲ့မရိပ်မိခဲ့တာကျွန်တော်ညံ့တာပေါ့နာမည်ကြီးတက်ကတော့မှအလုတ်လုံနေတဲ့တိတ်ပင်ပညာရှင်မကြီးဖြစ်နေတာကိုကျွန်တော်နဲ့စတွေ့စဉ်ကလည်းကျွန်တော်တက်ကတော့မှ conference လာတက်တာတဲ့အဲ့ဒါကိုဘူးမသိဘာမသိနဲ့သူလိုငါလိုကျောင်းသူထင်နေပြီးကျွန်တော်ကဟဲ့ကောင်းပါလေဘာညာနဲ့သွားဟောက်နေလိုက်သေးတာရဲ့ သူ့စိတ်ထဲကြိတ်ရည်ကျင်နေမှာပေါ့လေဒါပေမဲ့ဟန်ကိုဘူဆိုသလိုပါပဲမင်းဘာသာဘာကြီးဖြစ်နေနေငါကယူမဆိုင်ပါဘူးဆိုတဲ့အချိုးမျိုးနဲ့သူ့ကိုဆက်ဆံနေလိုက်တယ်အိမ်ပြန်ရောက်တော့နေလဲစားချက်ပြုတ်စားတော့ရင်ဝယ်လာတဲ့ဘီယာလေးနဲ့နဲ့မော့ကြစကားတွေအမြင်မပြတ်ကြဘူးညနေဆောင်တော့ကျွန်တော်ပြန်ဖို့ပြင်နေအခုအတွက်ဆိုပြီးခြိုက်နှွေးပလုံးနှွေးပလတ်စတစ်ဘူးတွေနဲ့ဟင်းတွေချက်ပြီးထည့်ပေးလိုက်သေးတယ်အငတ်ကြီးကျွန်တော်ကလည်းပေးသမျှကိုမျက်နှာပြောင်တိုက်ပြီးပါဆယ်ယူလာတာပါပဲလေ ီးတော့သူ့ရှေ့မှာလက်ဖွားဖြန့်နေငါ့ကိုပြောထားတဲ့အတိုင်းယထာလက်မခတဝက်မဆပါလို့သူကခွေးခင်းတဲ့တစ်ချက်ရေပြီးဂတိအတိုင်းထုတ်ပေးရပါတယ်ဘူတာယုံကိုလိုက်ပို့ရင်သူ့မျက်နှာကတမျိုးရဲ့မျက်နှာတိတ်မကောင်းအကူကလည်းခဏလေးနဲ့ပြန်သွားပြီစိတ်ထဲတမျိုးကြီးပဲတဲ့ကျွန်တော်မကြားချင်အောင်စောင့်နေမိခဲ့တယ်ယထာဘောတက်ခံနေတော့ကျွန်တော်ကိုခတ်တိုးတိုးပြောတယ်ဒါတော့ဒုက္ခရောက်နေပြီမဲ့အကူလက်မမြောက်တာကိုသဘောကျတယ်တိလားတဲ့ ျွန်တော်သူ့လက်မောင်းကိုလက်သီးနဲ့ခတ်မွားဖွာတစ်ချက်ထိုးပြီးရထားပေါ်တက်ခဲ့တယ်။ကျွန်တော်မျိုးကိုပြန်ရောက်တော့မူလလောကရန်ဝဲခရက်ထဲကျွန်တော်ခြားခြားလဲနေပြန်တာပါပဲ။ကြောင်းတက်လိုက် အလုရှာလိုက်မတီအောင်စားရတဲ့ထမင်းဟင်းအတွက်ကလွဲပြီးကျန်တာကို ရေတောင်ဝဲမတော့ပဲချိုးချံချွေတာလိုက် အနာခက်အတွက်ရင်မောလိုက်နဲ့ဘဝကြီးကိုဆက်လက်ဖြတ်တန်းနေခဲ့တယ်။အဆောင်လာကဒုတိယအရစ်စတာလင်ပေါင်း600လာသွင်းပါဆိုရယ်စားပါလေ။တစားောင်ပြီးတစားောင်ရောက်ရောက်လာတယ်။ ျွန်တော်ကလည်းအဲ့ဒီစာတွေကိုအမိုက်ပုံးနဲ့ထည့်ထည့်ပြစ်လိုက်တာပါပဲဘဝကြီးကမုန်းကျက်လွန်းနေခဲ့ပြီအဲ့ဒီလိုနဲ့တနေ့မှာထောက်တာနမ်းမမေကြီးစီကဖုန်းလာတယ်အခုစီလာနေပြီတဲ့ရထားပေါ်မှာတဲ့ဒုက္ခဗျာထမင်းငတ်လူနေပါဖြစ်နေပါတယ်ဆိုမှဧည့်သည်လာမဲတဲ့လားပတ်စံအိတ်ထဲမလဲတစ်ဆယ်တန်လေးသုံးရွက်ရဲ့ဒါပေမဲ့မျက်စိစုံမှိတ်တယ်ပြီးဈေးဝယ်ထွက်ရတော့တာပါပဲကြကြော်အနီရဲရဲခရမ်းညင်သီးဖြော ကျက်ဥနဲ့အသည့်အရွက်တွေရောထားတဲ့အစင်းညောဘဲနီလေးဟင်းရင်အဲ့ဒါလေးပြင်းပြီးထိုင်ဆောင်နေရတော့တာပေါ့ညနေဆောင်မှာပြုံးဖြဲ့ဖြဲ့နဲ့ဒင်းလေးရောက်လာတော့ရေမိုးချိုးရပြီးကျွန်တော်လက်ရထမင်းဟင်းတွေကို အားရပါးရလွှဲတော့တာပဲတဲအဆက်အဟတ်တဲ့တာပဲတဲ့အကိုနဲ့ညားတဲ့မိန်းမတော့ကံကောင်းပါဆရာတဲ့ငါ့ကိုရီးတက်တက်လာမလုံးနဲ့လို့ပြန်ဟောက်လိုက်တော့ခွေးကနေရဲရဲပြီးဖူးကနေဖြစ်သွားတာဟင်းညိုတွေတောင်တီးသွားတယ်အတော်မျက်နာပြောင်းတဲ့ကလေးမှစားတော့ပြီးတော့ မျိုးတဲ့အတူလမ်းလျှောက်သွားကြတယ်။ဘားတစ်ခုရဲ့ဝင်နေပြီးတစ်ခွက်တစ်ဖလားချတယ်။ဘားတွေကပေးလျက်ခုံမှာပူးစော်တယ်။ရုပ်ရှင်တကားအတူဝင်ကြည့်တယ်။အဆောင်ပြန်ရောက်တော့ကျွန်တော်အရာပေါ်တက်အိတ်တယ်ပြီးကျွန်တော်ဖက်လက်စာဗမာစာအုပ်တအုပ်ကိုယူဖက်နေတယ်။ကျွန်တော်ကတော့စိတ်အိုက်အိုက်နဲ့စာကြည့်စပွဲမှာကြောင်းစာထိုင်းလုပ်နေတာပေါ့။စေတနာကကျွန်တော်အဆောင်ကအိတ်ခန်းလေးဟာပူစီပေါင်းစာကလေးရဲ့အေးရဆိုလို့လေအဲ့ဒီခရင်လေးတလုံးမဲ့ရှိတာညနေလာတော့ကျွန်တော်အိတ်ညိုက်လာတယ်မခံနိုင်တော့ဘူး သူ့ကိုလှည့်ကြည့်လိုက်တော့နေရဘက်ကပ်ပြီးအိပ်ပျော်နေပြီ။ "gain မတက်နိုင်ပါဘူးလေ"ဆိုပြီးအိယာဘော်တက်သူ့နှဘေးနားမှာပဲလဲချပြီးဝင်အိပ်ပြစ်လိုက်မိတယ်။မနတ်မိုးလေးတော့စံတူမလေးမရှိတော့ဘူး။ကျွန်တော်ကမနိုးပဲပြန်သွားဟန်တူရဲ့။ကျွန်တော်ရေမိုးချိုးပြီးကြောင်းသွားတယ်။မနေ့ကဟင်းကျန်ထမင်းကျန်တွေရှိနေသေးတဲ့အတော့ဘိုက်ဖြေဖို့ကရနေသေးတယ်။နောက်တနေ့ရောက်တော့စားစရာရဲ့လို့ဘာမှမကြံတော့ဘူး။ပတ်စံလဲတပြားမှမရှိတော့ဘူး။ရေတွေကြီးနှိမ့်တောင်နေရတယ်။ အဆောင်ပြန်မလာပဲတက်ကတော့စားကြည့်လိုက်တဲ့စားထိုင်ဖက်နေလိုက်တာတဏီကုန်ပဲညနေစောင်းအဆောင်ပြန်လာတော့လူကစားလုံးလို့လက်တွေပါတုံးနေပြီအကျွေစီလေးပါလေးတွေ့လို့တွေ့ညာစားကြည့်စပွဲအန်စွဲကိုဖွင့်ပြီးမှုနှောက်ရှာကြည့်မိတယ်ဖះဖះ20ရံလေးတစ်ချက်ထွက်လာတယ်ကံကောင်းချက်ဗျာအဲ့ဒီ20ရံလေးကိုကင်နေပြီးအဆောင်သားက24နာရီဖွင့်တဲ့ကုန်းတိုက်ကိုတန်းပြေတာပဲထမင်းဟင်းတွေပလုတ်ပလောင်းဝါရင်အိုးအရသာရှိလိုက်တာပေါ့ဖန်ခွက်ထဲကအချိုရီကို တခြားကြိုင်ရင်နဲ့ဘဝကတဲတာရပါလားပေါ့အဲ့ဒီအချိန်မှာစံတူမလေးစီကဖုန်းဝင်လာတယ်။ဘာလုပ်နေတာတော့အကိုရေးတဲ့။ခမင်းစားနေတာဟာဘိုင်းအပြက်မဲမတော်တဆပြစ်ချထားတဲ့20တန်းတစ်ချက်ကိုရှာတွေ့ရဟာတမိုင်းဦးဘုံကြီးစနစ်မဲမီးကိုလူသားတွေရှာဖွေတွေ့ရှိတာလောက်ကိုအေးပါတာကိုတိလားပေါ့။သူကဖုန်းထဲကနေတဟဟရဲနေတာပါပဲ။ခဏလောက်စကားစမြည်ပြောပြီးဖုန်းချသွားတယ်။အစာရေစာလုံလောက်စွာရသွားတဲ့ကျွန်တော်လဲပျော်ရွှင်ချမ်းမြေစွာနဲ့ အဲ့ညမှာအိတ်ဆက်နိုင်ခဲ့တယ်။နောက်နေ့မနက်အိယာနိုးတော့ချက်ချင်းမထပြဘူး။အိယာကောင်းရင် စင်ကလေးပေါ်ကဖက်လက်ဆာအော်စကာဝိုင်းရဲ့ The Picture of Dorian Gray ဆောက်ကိုယူပြီးဟိုလန်ဒီလန်အလုံးမှာ20ရန်တစ်ချက်ထွက်လာပြန်ရော။ကျွန်တော်စိတ်ထဲထိတ်ကနေဖြစ်သွားတယ်။ဆိုလိုတာကကျွန်တော်မှာဒီလောက်မှပတ်စံမပေါ်တာဗျာ။လူကစိတ်ဒုစားပြူလာတယ်။ဆက်ကနေထရပြီးဘေးစင်မှာမျက်နှာသွားတည်တယ်။သွားတိုက်ဖို့သဘောတန်လှမ်းအယူ ခွက်ထဲမှာတွေ့ပြန်ပြီ20တန်းဒီတခါတစ်ချက်ထဲမကဘူးအလိတ်လိုက်ကလေးယူပြီးဖြည့်ကြည့်လိုက်တော့အများကြီးပဲစာကြည့်စပွဲပေါ်ကကိုမဘူးကိုယူဖွင့်ကြည့်လိုက်တော့လေ20တန်းအထက်တွေထည့်ထားတယ်ဒေါသကိုချုပ်တီးပြီးဒေါက်တာနန်းမေမေကြီးဆိုတဲ့မိန်းမကိုဖုန်းခေါ်လိုက်တယ်ဂျီရီရှာတန်ဝဲဝဲနဲ့ပြန်ဖြည့်တယ် you all right အကိုအေး20တန်းတွေကဘာလောက်တာလဲငါအခန်းလာပြီးပန့်တကူပြစ်သွားတာလားငါမေးနေတာဖြည့်လေး မနေ့ကငါပတ်စံ20ရံကောက်ရတယ်ဆိုပြီးပြောတော့မင်းစိတ်ထဲလှောင်ရဲနေမှာပေါ့ဟုတ်လားငါ့ကိုအဲ့လိုလာမလုံနဲ့ကွငါတတောင်းစားမဟုတ်ဘူးမင်းနားလေလားဒေါ်နန်းမေမေကြီးရေးပြလို့ငါစကားကိုပြန်မပြောရလားကျွန်တော်ဒေါသနဲ့ဂုံးပြီးအော်ဟစ်နေမိတယ်သူဘာမှပြန်မပြောဘူးအတန်ကြောင်အောင်တိတ်နေပြီးတော့မှရှိုက်တန်ဆွတ်နေတဲ့အတန်လေးနဲ့ပြန်ပြောတယ်အကူရညီမလေးလေအကူမှာသုံးစရာတပြားမှမရှိတော့မှန်းအကူပတ်စံအိတ်ကိုခိုးကြည့်လို့မြင်မိတယ် အဲ့ဟာလေတနာလုံးလို့ပေးရင်လည်းမယူမှန်းသိလို့ကြံရမရဖြစ်ပြီး20ရံလေးတွေကိုအခုမနှိုးခင်ခုနာဒီနာဝက်ပြီးထားခဲ့မိတာပါညီမလေးကိုမအော်ပါနဲ့အခုဒုက္ခရောက်နေတာမြင်ပြီး तू ထမင်းစာနေတော့မှ तू ဘလို့နေရှာမလဲလို့တွေးရင်ညီမလေးယူတော့မလို့ဖြစ်နေလို့အကိုရညီမလေးညီမလေးညီမလေး तू စကားတွေကရှေ့ဆက်မရတော့ဘူးချက်နေတယ်ကျွန်တော်လည်း ဆက်နားမထောင်ချင်တော့ဘူးဖုန်းချပစ်လိုက်တယ်ငူတူတူကြီးဂရေမော်မှာထိုင်ရင်ဗျနေပေါက်အပြင်ဘက်ကပုံပြာကြီးမှိုင်းနေတဲ့ပဝင်းချင်းကို အတိတ်ပဲမဲ့ငေးကြည့်နေမိတယ်ကျွန်တော်ရင်ထဲတိမ်ငယ်စိတ်တွေကြီးစိုးလို့ရယ်ကျွန်တော်ဟာလမ်းမော်ကအစာငတ်နေတဲ့ခက်ပင်ပင်ခွေးလေခွေးလွင့်တကောင်ပဲမာနာကလည်းကြီးသေးတယ်ရန်ကလည်းလိုလိုက်သေးခုတော့အဲ့ဒီခွေးကိုအစာကျွေးမိတဲ့ကောင်မလေးတယောက်ထိရှားနာကျင်နေရပြီတဲ့လေ 威尼斯有多么高明啊！